ားလုံးပဲမင်္ဂလာပါဗျာ။ကောင်းဆက်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမီလိုပိုင်းလေးကတော့ယူကရိန်းကရုရှားနယ်မြေကိုစစ်စေးဝင်လုတဲ့အပေါ်မြန်မာဒေါ်လာရေးအတွက်ခွန်အားဖြစ်စေတဲ့အကြောင်းကိုအုံမျိုးထိုက်တန်သိမ်းပြောလာတဲ့ရုပ်သံမီလိုပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒရမောင်ရထန်တင်ကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ီယူကရိန်းကနေပြီးတော့ရုရှားနယ်မှာဝင်ပြီးတော့စစ်စေးတွေလုပ်လိုက်တာအားလုံးပဲတွေ့လိုက်မှာပေါ့နော်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့တွေခွန်အားတွေညာကြီးရတယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်ပြောချင်တယ်ဆိုတော့ယူကရိန်းကဒီရုရှားကိုမဟာဗျူဟာမြောက်ထိုးစစ်ပေါ့နော်ဒါထိုးစစ်ပဲစနေနေရမယ်ချင်းရဲ့ညာကြီးကြိုယူခဲ့တယ်။စနစ်တကျကြိုပြီးတော့ပြင်ဆင်ခဲ့တယ်။ နောက်ဆုံးမှာရုရှားရဲ့မဟာဗျူဟာမြောက်လက်နက်တီလေးနေနော်ယထာလန်းနေကိုသူဖြိုခွင်းနိုင်ခဲ့ပြီးတော့နော်တင်းရတဲ့မို့နေရလုတာပထမဂျွန်လာတရားနေရုတ်တရက်လုတ်လိုက်တယ်ရုရှားတွေပြတ်တုတ်သွားတာပြတ်တုတ်ပြီးတော့မြောက်မီးခဲကင်မီတို့ဖြစ်နေတဲ့အချိန်မှာနေရနေမှာထပ်ပြီးတော့လုတ်တယ်ဆိုတော့ပင့်ကူကွန်ရပ်ပေါ်ကြနော်အဲ့လိုမျိုးနှစ်ချိန်လုတ်လိုက် တော့သူတို့လောက်သွားတဲ့ပုံစံကလည်းရမ်းကိုလှတယ်ရုရှားရဲ့နေမြေတွေကိုထိုးပေါက်ဝင်ရောက်တယ်နော်ကွန်တိန်နာတွေနဲ့ယူသွားတယ်ပြည်ရကကြားရေးချက်မှဒရုန်းတွေထည့်ထားတယ်ပြီးတော့မှဝေးကနေထိမ်းပြီးတော့အဲ့ဒရုန်းတွေကိုထုတ်ပြီးတော့ရုရှားရဲ့မာဗီယာမြောက်လေယာဉ်ခွင်းတွေလေယာဉ်တွေရထားလမ်းတွေတစ်ချိန်တည်းတစ်ပြိုင်တည်းကစ်လိုက်တယ်ဆော့လိုက်တယ်တရားအားရစရာကောင်းတယ်သူကဒုံးကြီးထုတ်ဆက်ယုံနေနော်ဆိုတော့ဇာလန်စကီရဲ့ ောင်းမွန်သောခေါင်းဆောင်မှုဒီ operation ကို Zelensky လုပ်သွားတာသူတယောက်ထဲလုပ်သွားတာဘယ်ဥရောပနိုင်ငံဘယ် American နိုင်ငံရဲ့အထောက်ပံ့မှာမပေါ့သူ့ဘာသူလှုပ်ဝက်စီစဉ်သွားတာတနည်းကွဲကြော်လောက်ချိန်ယူပြီးတော့လုပ်သွားတယ်အေးစေးပဲဘုရုမလည်းကြူပြောမနေဘူးဘုရုမလည်းတိုင်မယ်မနေဘူးသူ့ဘာသာသူလုပ်เสียရှိတာကိုလုပ်သွားတယ်မဟာဗျာမြောက်ကိုစနစ်တကျကို plan ဆွဲပြီးတော့လုပ်သွားတယ်နော်ဒါကိုကျွန်တော်ပြည်သူတွေတွေ့ကြဖြစ်တယ်ဆိုတော့ဒါကကောင်းမွန်တော့ကောင်းဆောင်မှုပဲ ဒါပြီးသူမဟာဗျူဟာမြောက်ရုရှားကိုချိန်မုန်းတာနော်ချိန်မုန်းတာဆိုတော့မနေ့ကနောက်ကကျတော့ဒီနေ့နှစ်ရက်နော်သူကဂျွန်လာတရားလေးနဲ့ဂျွန်လာနှစ်ရက်နေလောက်တာပထမဂျွန်လာတရားလေးတရင်အောင်မယ်သူတော်တော်များသိတယ်ဂျွန်လာနှစ်ရက်နေမှာထပ်ပြီးလောက်တာကိုအရင်မသိကြဘူးတရင်ကထပ်သွားလို့နှစ်ရက်လောက်တာနှစ်ရက်လောက်လောက်တာအဲ့တော့ဒီနေ့မှာကျွန်တော်ပြန်ပြီးတော့နော်ကျွန်တော်ပြန်ပြီးအစကောက်ချက်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်ကျွန်တော်ညီကောင်မောင်နှမတွေ ကျွန်တော် live တွေကိုပုံမှန်ကြည့်ပြတဲ့သူတွေဆိုရင်မှတ်မိလိမ့်မယ်ကျွန်တော်အဲ့လိုမျိုးလေးတွေကျွန်တော်တင်ပြခဲ့ဘူးလေနော်ကျွန်တော်ပြောတယ်ဒီစိတ်ကူးရတော့ဆက်မယ်ရုပ်ရှင်ဆက်မယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတယ်မင်္ဂလာပါမင်္ဂလာပါကုသရတဲ့မြတ်တာရရှိပါလေဗျကျေးဇူးများကျေးဇူးများတင်တယ်နော် မင်္ဂလာပါမင်္ဂလာပါနော်ကျွန်တော်ဒါမျိုးကြီးပြောခဲ့ဘူးလေကျွန်တော်မိတ်ဆွေတွေနော်ပုံမှန်ကြည့်တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်မှတ်မိပါလိမ့်မယ်ပြီးခဲ့တဲ့နှစ်ကလည်းတောက်ချက်ပြောတယ်ကျွန်တော်မှန်တော့ဒီ drone ဆိုတာကိုကျွန်တော်စပြီးတော့ live တက်တယ်2021ပေါ့နော်အဲ့ကလေးကတောက်ချက်ပြောလာခဲ့တယ် drone ရဲ့အရေးပါမှုနဲ့မဟာဗျူဟာမြောက်ပြည်မှတ်တွေကိုချိန်မုံညင်းဆိုတာဒီကရက်နဲ့မှာကျွန်တော်ခက်ဆက်ဆက်ကြီးပြောလာတယ်လို့ဒီနှစ်ပိုင်းတည်းမှာလည်းကျွန်တော်နေ့စဉ်လို့လို့ကျွန်တော်ဒါတွေကိုပြောလာတယ်။ဘာလို့ဒါတွေပြောလာလဲဆိုတော့ကျွန်တော်လည်းတို့တွေလုပ်တဲ့ပုံစံတွေကိုကြည့်ပြီးတော့ โอเคยูเครนกับรัสเซียดูโหลนี่เก็บနေတာပဲเนาะငါတို့မြန်မာနိုင်ငံမှာလည်းလွှင့်ပိတ်ကောင်းပါပဲเนาะဆိုတော့ဒါမျိုးတွေကိုကျွန်တော်တင်ပြလာခဲ့တယ်ပေါ့ကျွန်တော်မိတ်ဆွေမှတ်မိမလားမသိเนาะရုရှားရဲ့နိုင်ငံတဲကိုယာနဲ့ထောင်နဲ့ချီပြီးတော့သူတို့ရဲ့ drone တွေနဲ့ထိုးပေါက်ပြီးတော့ဘလိုမျိုးဘုံကျဲလိုက်တာဘလိုသွားပြီးတော့မဟာပြည်မြောက်တက်ကတ်တွေကိုသွားပြီးတော့လုလိုက်တာအဲ့တော့ကျွန်တော်တင်ပြတယ်ကျွန်တော်ပြည်သူတွေကျွန်တော်တို့ကအရက်သားဖြစ်တယ်เนาะမှတ်မိတယ်เนาะဟုတ်ကဲ့ ။ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်။အောင်ဆောင် client ဟုတ်ကဲ့မှတ်မိတယ်ဆိုရင်ကျွန်တော်ကတားပါတယ်။အဲ့တော့မနေ့ကဂျွန်လာတရနေ့နဲ့ဂျွန်လာတရနေ့ဒီနေ့နှစ်ရက်မှာယူကရိန်းကရုရှားကိုလုလိုက်တဲ့ operation တွေကိုမျက်စိတည်းသွားမမြင်ဘူးလား။ကျွန်တော်တင်ပြနေကြဖြစ်တဲ့ကျွန်တော်ရုပ်ရှင်တော့စာလိုက်မယ်။နော်။ဝိတုဇာမယ်စိတ်ကူးရင်စာမယ်။ဒါပေမဲ့အရာရာကစိတ်ကစတာ။မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါကုနီနော်။မင်္ဂလာပါ။နော်အရာရာကစိတ်ကစတာကျွန်တော်စိတ်ကူးရှိလို့ရှိရင်ဖြစ်နိုင်တယ်။ ကျွန်တော်တင်ပြနေလေးရှိတယ်နော်အဲ့တော့မနေ့ကကျွန်တော်အဲ့ဒီယူကရိန်းကနေပြီးတော့ရုရှားကိုဆိုတဲ့ခါမှာကျွန်တော်မြန်မာပြည်မှာငါတို့ဒါမျိုးလုပ်နိုင်တိတ်ကောင်းမှာပဲဆိုတော့ခန်းစားချက်ကျွန်တော်ဖြစ်တယ်လို့ကျွန်တော်မိတ်ဆွေတွေလည်းဒီလိုပဲခန်းစားချက်တွေရှိလိမ့်မယ်လို့ထင်တယ်နော်ယုံကြည်ရဲ့ယူကရိန်းလောက်တော့လုပ်เสียရမလို့တော်တော်သိရမလားမြန်မာပြည်မှာဆိုလို့ရှိရင်မင်းအောင်လိုင်ကရုရှားနဲ့ရှင်လိုက်လို့ရှိရင်စီနဲ့ကြီးနဲ့စီနဲ့အီကိုနော်ပို့ပြီးတော့ထိရောက်တယ်လွယ်ကူတယ် တခါဇလန်စကီးရင်ဆိုင်နေရတဲ့ရန်သူဆိုတာကနိုင်ငံကြီးတော့ကမ္ဘာအဆင့်နံပါတ်2လောက်ရှိတဲ့အတိုင်းပြည်ကြီးအဲ့ဒီမှာသူကနျူကလ িয়ার လက်နက်တွေရောတကယ်ကိုစစ်လက်နက်ပစ္စည်းတွေရောနှိပညာတွေရောပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးကိုနော်ကျွန်တော်တို့ဒေးဗစ်နဲ့ဂေါလီယားနော်နော်အဲ့လိုပုံစံမျိုးပေါ့သမိုင်းပြန်နဲ့ဂါမနီပေါ့ဗျာနော်ဒီလိုပုံစံမျိုးပေါ့လုတ်ချသွားတာဗျာ2500ရှိလိုက်တာကျွန်တော်ကြည့်ပြီးတော့ဩယူကရိန်းအတွက်လည်းဝမ်းသာ အားရဖြစ်ရတယ်လို့ကျွန်တော်တို့မြန်မာပြည်မှာလည်းဒီလိုလုပ်နိုင်ပိတ်ကောင်းပါပဲနော်ဒါနဲ့ပတ်သက်ပြီးဒီလိုတွေကိုလုပ်စင်ကျင်တဲ့ခါကျတော့မြန်မာပြည်မှာအထူးလှုပ်ဝက်ပြီးတော့အထူးစစ်ဆေး operation တွေလုပ်တင်နေပြီလားဆိုပြီးတော့ကျွန်တော်ဒီ live တွေလည်းတက်ခဲ့ပြီပဲအဓိကတော့ဒေါ်လာရင်းအကျိုးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရပ်သားတယောက်အနေနဲ့ကျွန်တော်စဉ်းစားတာကရိုးရိုးရှင်းရှင်းလေးပါနော်ကျွန်တော်ဒီစစ်သားတယောက်မဟုတ်ဘူးဒါပေမဲ့ကမ္ဘာအကြီးမြန်မာအကြီးတွေကိုကျွန်တော်နိုင်ငံရေးစီးပွားရေးစစ်ရေးအနည်းကလေ့လာနေတဲ့အခါကျတော့ ူများတွေလုပ်တာတွေကိုကြည့်တယ်သူများတွေရှေ့ကနေပြီးတော့သင်ခန်းစာရှိတဲ့အခါမှာဒီဘက်ကအမေရိကန်ဝင်စော်တော့ကလေဒီလိုပဲမဟာပြော်မြတ်ပြတ်မှတ်တွေကိုလေချောင်းကနေကက်တာဘယ်အချိန်မှမဆိုဒီလိုပဲကက်တယ်ဆိုတော့မဟာပြော်မြတ်ကက်နိုင်ကောသက်ရေးကြည့်တယ်အဲ့တော့ကျွန်တော်တို့အနေဓာတွေကိုကျွန်တော်တို့ပြန်ကြည့်အရင်ခက်ကဆိုရင်တော့ဒီမဟာပြော်မြတ်ကက်ဖို့ဆိုတာကကျွန်တော်တို့ကလေးမြန်ရေဟဲ့ညီရှိမှဆိုပြီးတော့ပြောเสียရရှိတာပေါ့ဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့ကအစိုးရအကောင်ကဘာဖြစ်လဲဆိုတော့ drone တွေပေါ်လာတဲ့အချိန်မှာ ဒရုန်းဆိုတာသုံးလို့ရတယ်နော်ဒရုန်းကြီးပညာတွေကစီးရေးဘက်မှာသုံးလို့ရတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အော်အဲ့ဒါဆိုရင်ငါတို့ဒီဒရုန်းတွေကိုအစစ်မြင့်တင်ပြီးတော့တတိယကြာလေးလုပ်မယ်ဆိုရင်မဟာပြည်အောင်မြောက်ပြည်လုပ်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တောက်ရှောက်တင်ပြလာခဲ့တယ်အဲ့တော့ကျွန်တော်တင်ပြတဲ့ဟာနဲ့အခုယူကရိန်းကမနေ့ကနဲ့ဒီနေ့နဲ့လုပ်သွားတဲ့ operation တွေ spider web တွေနဲ့ချိန်ထိုးပြီးကြည့်ကြည့်ကျွန်တော်ပြည်သူတွေနော်အဲ့တော့ကျွန်တော်တို့ကစိတ်ကနေရရစတာဟုတ် တကယ်လို့ကျွန်တော်တို့မှာဒီလိုမျိုးစိတ်ရှိတယ်ဆိုရင်နော်ဖြစ်ကျင်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်နော်ဖြစ်အောင်လုပ်နိုင်တဲ့နည်းလမ်းဆိုတာရှိတယ်နော် if you got the will that is a will ဆိုတာရှိတယ်နော်ဆိုတော့မင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါနော်ဆိုတဲ့အခါကျတော့မနေ့ကယူကရိန်းကရုရှားကိုဒီနေ့ကနော်ယူကရိန်းကရုရှားကိုကစ်သွားတဲ့ဟာတွေကလက်တွေ့သက်သေပြတယ်ယူကရိန်းလုံးဝနော်အမေရိကန် sorry ရုရှားကိုကစ်လိုက်တာပူတင်ကြီးပြတ်ထုတ်သွားတယ် ထိုနည်းသူသာပဲဆရာနေကပါပြောတယ်ဆိုဆရာမျိုးကြီးကဥဆောင်သူတွေကမူမပြတ်သားပဲနဲ့အာဆိုင်ထားတယ်ကျမတူနိုင်ပါဘူးတဲ့မှန်ပါလေဗျနော်ဆိုတော့အဲ့ဒီကိုရောက်လာပါပါဆိုတော့အခုကျွန်တော်တို့မြန်မာပြည်မှာလည်းကျွန်တော်တို့ကဒီလိုဖြစ်စေခြင်းနဲ့ဆိုပြီးတော့တောက်လျှောက်တင်ပြတယ်အဲ့တော့ခုနစကားကိုပဲနော်ဆရာနေရဲ့စကားကိုပဲကျွန်တော်တို့ဆက်ပြီးသွားကြအောင်ဆိုတော့ယူကရိန်းမှာအာသာတာကကောင်းမွန်သောဥဆောင်မှုရှိတယ်ပေါ့ဒီနော်ကောင်းမွန်သောဥဆောင်မှုရှိတယ် တကယ်ကိုမြေပြင်မှာရှိသောကောင်းဆောင်မှုရှိခဲ့မျောမြင်ကြီးသောကောင်းဆောင်မှုရှိခဲ့ဆိုတဲ့အခါကျတော့ယူကရိန်းကလက်တွေ့လုံနေတာပေါ့နော်အဲ့တော့တချို့စင်ကြေးပေးနေတဲ့လူတွေရရှိမယ်ယူကရိန်းကမြန်မာပြည်မှာလိုဟိုအဖွဲ့အစည်းတွေအသီးသီးကွဲနေတာမဟုတ်ဘူးလို့နော်နောက်ယူကရိန်းကအစိုးရအဖွဲ့လို့နော်ပြောရင်လည်းပြောလိမ့်မယ်ပေါ့ဒါပေမဲ့အဓိကရေးရှိတာကကောင်းမွန်သောကောင်းဆောင်မှုကတကယ်ရေးကြည့်တာပါလက်တွေ့မြေပြင်မှာရှိပြီးတော့နော်ကောင်းမွန်သောကောင်းဆောင်မှုကအဓိကကြတာပါအဲ့လိုမျိုးရှိလို့ရှိရင် တကယ်ကိုလုပ်လို့ရတာရှိပါတယ်ကျွန်တော်ရဲ့ life ကိုအောင်ပြဝေချင်လို့ပါဟုတ်ကဲ့ကျွန်တော်ခွင့်ပြုပါတယ်ညီသူမဆိုကျွန်တော်ရဲ့ life ကိုလွတ်လပ်စွာပြန်ပြီးမျှဝေလို့ရတယ် download လုပ်ပြီးတော့ပဲ restream လုပ်လို့နော်ဘလို့နီးနဲ့တုံးတုံးကျွန်တော်မူပိုင်ခွင့်မရှိပါဘူးနော်လွတ်လပ်စွာဝေမျှခွင့်ရှိပါတယ်ကြိုက်တယ်လို့ share လို့ရပါတယ်ကြိုက်တယ်လို့ဖြန့်လို့ရပါတယ်ကျွန်တော်ခွင့်ပြုပါတယ်နော်ဟုတ်ကဲ့ဆိုတော့တကယ်တကယ်ကြတော့ကောင်းမွန်သောကောင်းဆောင်မှုကအတိတ်ပဲ မနေ့ကယူကရိန်းကရုရှားကိုလုတ်သွားလိုက်ဆိုတာလေဒီကောင်းမွန်တော်ကောင်းဆောင်မှုကအဓိကအခရာပဲသူကလုတ်ပြတ်သွားတယ်နော်ဆိုတော့တနေ့ကွဲလောက်ကိုချေယူပြီးတော့ကောင်းကောင်းလေး share plan နဲ့လုတ်သွားတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဖြစ်စေချင်လို့နော်တောက်လျှောက်တောက်လျှောက်တောက်လျှောက်ကိုကျွန်တော်တင်ပြလာခဲ့ဆိုတော့တခါတည်းကျရင်စိတ်ကူးပဲဒါပေမဲ့တကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမည်ဆိုတာကိုယူကရိန်းကပတ်သက်ပြတ်သွား စစ်ကြောင်းကားတွေကိုလမ်းတစ်ပိုင်းတင်ကိရင်နဲ့စစ်တပ်ဘုံနေရာတော့ရောက်မှာမဟုတ်ဘူးဟုတ်ပါတယ်ခင်ဗျာရုရှားသတင်းကအမှန်လားဆိုတော့အမှန်ပါခင်ဗျာယူကရိန်းကတကမ္ဘာလုံးကို surprise strike လုပ်တာပါနော်ပြီးတော့ Trump ကယူကရိန်းကသမရဇလန်စကီကိုအင်ဂျီလိုခေါ်ပြီးတော့စော်ကားပြီးတော့နော်ခင်ဗျားမဘာကတ်မှမရှိဘူးဆိုပြီးတော့ဖေသမားစကားနဲ့ Trump ကပြောတယ်ကမ္ဘာလယ်မှာသူအဆက်ခွဲတယ်အဲ့ဒီအချိန်မှာဇလန်စကီကအကောင်ဆုံး သူတုံ့ပြန်ပြီးတော့ပြန်လာခဲ့တယ်။မနေ့ကဒီနေ့မှာတော့သူ့လက်ထက်မှာဘာကက်ရှိတယ်လဲဆိုတော့ American က Trump နဲ့ Russia က Putin နဲ့တကမ္ဘာလုံးကိုပြတ်ပလိုက်တယ်။တကမ္ဘာလုံးကလုံးဝကို shock ကိုက်သွားတယ်။နော် shock ကိုက်သွားတယ်။ shock ကိုက်သွားပြီးတော့အခုလောလောဆယ်နော် Trump ကဖဲသမားဆိုတော့ Zelensky ရဲ့လက်ထက်မှာကင်ငါတဲ့ကက်တွေကတကယ်တကယ်ကိုနော် sherry ပါလားဆိုတော့သူတို့သိသွားပြီပေါ့။ဘယ်သူမှမပြီးမသိဘူး။ American ကိုပြီးပြီး Russia ကချက်ချင်းပြီးသွားမှာပေါ့နော်။တကယ်တကယ်တော့ Trump က အမေရိကန်ရဲ့လက်ကင်ထုတ်ဖြစ်နေပြီလေနော်သူများတွေပြောကြတာ KPG ထောက်လိုက်ရေးလို့တော့ပြောကြတာပဲအဲ့တော့အမေရိကန်နိုင်ငံသားတွေဒီလောက်တော့အာနာရှင်လုပ်ရက်တွေလုပ်လာတဲ့ Trump ကိုညောင်ကြည့်ပြီးတော့မတော်လန့်လို့ရှိရင်အမေရိကန်မှာတစ်ချိန်မှာတဖြည်းဖြည်းနဲ့ဒီမိုကရေစီစိတ်သွင်းသွားလိမ့်မယ်အာနာရှင်ဆိုတာချက်ချင်းဖြစ်လာတာမဟုတ်ဘူးနော်ဒီကခုလိုအမေရိကန်လိုဒီမိုကရေစီတိုင်းပြည်တွေမှာဆိုလို့ရှိရင်ဒီထက်မှာနော်ထရမ့်က AGB ကအဝေခံထားတယ်လို့ပြောတာကိုနော် တကယ်ထရန့်ငယ်အခုရက်တိကျတွေကိုလည်းကြည့်ကြည့်လိုက်လေလုံးဝကိုအားရစရာမကောင်းဘူးစိတ်ပြည့်ယွန်းရှာစရာကောင်းတယ်ကျွန်တော်တို့ထရန့်ငယ်ညနေတော့မကြည့်ချင်ဘူးအလောက်တိအောင်ဖြစ်သွားတယ်အခုလည်းတို့တို့ဘာလို့လဲမတရားမှုကိုကျွန်တော်မကြိုက်ဘူးနော်ထားပါတော့ကျွန်တော်လမ်းကြောင်းမလွှဲသွားအောင်ကျွန်တော်ဒီခုအကြောင်းကိုပြောပါမယ်အဲ့တော့ကျွန်တော်ဒီရက်ပိုင်းနေမှာနော်နေ့တိုင်းလိုလိုကျွန်တော်ဒီ2025အတွက်မှာနောက်လျှောက်ပြီးသူကိုတင်ပြနေတာကမဟာဗျူဟာ၅ချက်နဲ့ဤဗျူဟာနဲ့ကျွန်တော်တင်ပြတယ်အဲ့ဒီမဟာဗျူဟာ၅ချက်ကကျွန်တော်ဘာတွေတင်ပြလဲဆိုတော့နံပါတ်1 အတင်းအကျပ်စစ်မှုထမ်းဥပဒေနဲ့စစ်ကောင်စီကတပ်သားတွေရနေတဲ့ဟာကိုအားလုံးဝိုင်းပြီးတော့မပြတ်ပြတ်အောင်ဖျက်ရည်နော်နံပါတ်2စစ်ကောင်စီရဲ့နှက်တိုက်တွေလထတိုက်တွေကိုရှင်းလင်းရေးနံပါတ်3စစ်ကောင်စီတို့လက်နက်ခဲယမ်းတွေထုတ်ပေးနေတဲ့ကပ္ပဆက်ဆက်ရုံများရှင်းလင်းရေးနံပါတ်4နော်စစ်ကောင်စီရဲ့တယ်ယူပို့ဆောင်ရေးနဲ့စက်သွေးရန်နေရများရှင်းလင်းရေးနံပါတ်5စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်တွေတပ်မဌာနချုပ်တွေတပ်ရင်းဌာနချုပ်တွေကို ။နောက်နောက်တန်းဌာနချုပ်တွေကိုအနာမပေးပဲနဲ့အမြဲတမ်းကစ်နေရေးဆိုတော့မဟာပြူဟာငါချက်။ဒီကောင်ကအစုံသက်တိုက်ပွဲလာတော့မဟုတ်ဘူး။ဒါပေမဲ့အစုံသက်ရေပြင်တိုက်ပွဲတွေအတွက်ကိုလီချောင်းကနေမဟာပြူဟာငါချက်။နော်အဲ့ဒါကိုလုပ်ဖို့လို့ကျွန်တော်အမြဲတမ်းကျွန်တော်တပြနေလေးရှိပါတယ်။နော်။ဟုတ်ကဲ့ပါ။ရေပြင်မှာလည်းရှိနေပါလေကိုကြည့်ပြင်မှာရှိ။ဟုတ်ကဲ့ပါ။ဆရာကြီးလေးစားပါလေခင်ဗျာ။နော်။ဆိုတော့ကျွန်တော်ပြည်သူတွေမှတ်မိလား။ကျွန်တော်အမြဲတမ်းလို့လို့ကျွန်တော်တောက်ရှက်ဖို့ဒါကိုတင်ပြမယ်။ ဒါကိုကျွန်တော်တို့အားလုံးမြန်မာတပီလုံးမှာရှိခဲ့เนาะလူ့ဒေါ်လာရေးအင်အားစုတွေတိုင်းတိုင်းအင်အားစုတွေဒါဒီကျွန်တော်တို့အားလုံးရဲ့မဟာဗျူဟာမြောက် interest ဖြစ်တယ်เนาะဒါကိုကျွန်တော်တို့စုပေါင်းပြီး account တွေပေါ်ရမှာဖြစ်တယ်ဆိုပြီးကျွန်တော်မြန်မာတင်ပြတယ်တခါဒီမဟာဗျူဟာ၅ချက်ကိုเนาะ account တွေပေါ်တဲ့နေရာမှာဘိုးရှေခက်က Rambo ကားတွေရလို့ Starlong ကနေပြီးတော့เนาะဘဇူကာကြီးထမ်းပြီးတော့ကွန်မန်ဒိုတွေနဲ့သွားတိုက်တဲ့ပုံစံမျိုးမလုပ်တော့ဘူး ခုနောက်ပိုင်းမှာကျွန်တော်တို့ကအဝေးလေးရနေပြီးတော့เนาะလက်ညှိုးကိုရမဟုတ်သေးပဲနဲ့ခလုတ်နှိပ်တဲ့အရာကိုကျွန်တော်တို့လုတ်လို့ရနေပါပြီဆိုပြီးတော့ကျွန်တော်တပြတ်တယ်အဲ့တော့ကျွန်တော်ခုနကမာပြွာငါးချက်ကိုလက်တွေ့အကောင်ထည့်ပေါ်တဲ့နေရာမှာနီးပြွာအနေနဲ့เนาะ drone နဲ့ rocket တွေကိုမာပြွာမြောက်အသုံးချတတ်ပါလေခင်ဗျာဆိုပြီးတော့ကျွန်တော်တပြတ်တယ်ကျွန်တော်ပြီသူတွေမှတ်ပြီလားကျွန်တော်နေတိုင်းလိုလိုကိုဒါကိုပြင်ပြတယ်အောင်ဆောင် climb ပါเนาะတာလီစွာပါအဲ့တော့မနေ့ကယူကရိန်းက ရုရှားကိုလွတ်လိုက်တဲ့ဟာကကျွန်တော်တင်ပြနေတဲ့မဟာဗျူဟာနဲ့နီးဗျူဟာနဲ့တွားပြီးတော့တထက်တဲ့နီးပါမကြနိုင်ဘူးလားကျွန်တော်ပြည်သူတွေဖြစ်ကြည့် yes or no ကျွန်တော်ဒီဒီစကားတယောက်ပါဒါပေမဲ့ကျွန်တော်ရိုးရိုးလေးပဲကျွန်တော်စဉ်းစားတယ်ကျွန်တော်မှစိတ်ကူးရှိတယ်တော်လိုက်ဆိုတာတော်လိုက်ဆိုတာမဖြစ်နိုင်ဘူးဆိုတော့စီးပေါင်ကတ်သက်ချက်တွေကိုရအောင်ကြိုးပြီးတော့ အောင်မြင်မှုကိုအရယူခြင်းဆိုတယ်ဒီလိုမျိုးကျွန်တော်ကနားလည်ယုံကြည်လက်ခံထားတယ်အဲ့တော့ကျွန်တော်တို့မှာတော်လိုင်းတစ်ခုလုပ်ပြီဆိုအကန့်တတ်တွေကရှိမှာပဲဒီအကန့်တတ်တွေကိုကျွန်တော်တို့ကနော်အရာရာကိုဘယ်အရာကိုစဉ်းစားတိုင်းစဉ်းစားတိုင်းကျွန်တော်တို့ကစိန်ခေါ်မှုနဲ့ပြဿနာတွေကိုပဲနော်စဉ်းစားပြီးတော့ရက်တက်မသွားဖို့အဓိကအရေးကြီးတာကျွန်တော်ပြောတဲ့စကားမှာတိပ္ပံအများကြီးပါတယ်နော်ရက်တက်မသွားဘူးကျွန်တော်ပြောချင်တာကခုနကစိန်ခေါ်မှုတွေ အတားအဆီးတွေကိုလှစ်လှူရှုရမယ်လို့တခုမှမပေါ့နော်တခုမှမပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကအသိမှတ်ပြရမယ်သို့တော့သို့တော့အဲ့ဒီစိန်ခေါ်မှုတွေအတားအဆီးတွေကိုကျွန်တော်တို့ကအသိမှတ်ပြပြီးရင်တစ်ချိန်တည်းမှာကျွန်တော်တို့စိတ်ထဲမှာဆုံးဖြတ်ထားရမှာပါလေရအောင်ကြော်လွှားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကတခါလေးမှတ်ယူထားမှာဖြစ်တယ်အဲ့တော့ချင်ရှားတဲ့အစုံမိတ်တွေရှိတာပေါ့နော် everything is possible အရာရာကဖြစ်နိုင်တယ် nothing is impossible မဖြစ်နိုင်ဆိုတာဘာမှမရှိဘူးဒါတွေကိုလက်တွေ့ကြကြမနေ့ကယူကရိန်းကရုရှားကိုမဟာဗျူဟာမြောက်ပြီးသွားပြီးကစ်လိုက်တဲ့ခါနဲ့ထပ်မံပြီးတော့သတိပြသွားတယ်ဒါပြကျွန်တော်တို့လူဦးတော်လည်းကြီးနဲ့တိုင်းသားလက်နက်ကိုင်တော်လည်းကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေကမ္ဘာကြီးကိုကျွန်တော်တို့ကသတိပြလောကကြီးမှာမဖြစ်နိုင်ဆိုတာဘာမှမရှိဘူးမဖြစ်သေးတာပဲရှိတယ် ဆိုတာကိုကျွန်တော်တို့ကလက်တွေ့မလာဂျမ်ပါစစ်တပ်ကိုပြုတ်ပြုတ်ပြောအောင်နှွာနေတာကိုလက်တွေ့စော်နေတာကိုပြပြီးတော့သတိပြတယ်နော်အဲ့တော့ခုနကကျွန်တော်တင်ပြတဲ့မဟာဗျူဟာ၅ချက်နဲ့နီးပြီပါမယ်ကျွန်တော်ပြည်သူတွေစဉ်းစားကြည့်အမှန်တော့မဟာဗျူဟာ၅ချက်ဆိုတာကတော့အဓိကကတော့နော်သူတို့ရဲ့ဒီမဖြစ်မနေစစ်မှုထမ်းဥပဒေအရနော်အခုလောလောဆယ်သူတို့လူသက်တွေထတ်ရတယ်အဲ့ဒီလူသက်တွေထတ်ရတဲ့အခါကျတော့စစ်ကောင်စီကသူတို့ကိုအုံပြပြီးတော့ စစ်ကူတွေပို့လို့ရနေတယ်သူတို့ရဲ့ပြုံးပြီးသွားတဲ့နေရာတွေမှာအစားထိုးလို့ရဒါကရိုးရှင်းပါရှင်းရှင်းလေးပါကျွန်တော်တာမန်ရှင်းရှင်းလေးပဲတွေ့တာမြင်နေရတဲ့အရာပေါ်မှာတွေးပြီးတော့ကျွန်တော်တင်ပြโอเคဓာကြီးကသူတို့ကဆက်လက်ပြီးတော့လုတ်ခွင့်ရနေတယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာရေးဘက်ကိုဓာသည်ချင်းချောင်းမှုတစ်ခေါက်ဖြတ်လာနိုင်တယ်ဓာလည်းအမှန်တရားပဲအဲ့တော့ဓာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ source ကိုသူ့ရဲ့ရင်းမြစ်ကိုကျွန်တော်တို့ဖြတ်မှရတယ်အဲ့တော့ဘယ်လိုနည်းနဲ့ဖြတ်မလဲ တခုနဲ့တခုဖြတ်ဖို့ဖြတ်နေရတော့တနေနဲ့တနေပြူကျမတူပဲเนาะဥပမာဆိုလို့ရှိရင်ကျွန်တော်တို့အာရကတတော် AA ကတော့ရခိုင်ပြည်နယ်ကရှိတဲ့ရခိုင်သားတွေကိုဒီမနဲ့ဒီပသွက်ကွာကွန်းကိုပိတ်လိုက်ပြီးတော့အာရကတတော်မှာတာဝန်ချမ်းဆောင်ရမယ်ဆိုပြီးတော့အမိတ်ကြော်ညာစွာထုတ်လိုက်တယ်။ဒါပေမဲ့သူ့ရွယ်ချက်ကအဲ့လိုမျိုးလို့တော့သူမပြောဘူး။သို့တော့ကျွန်တော်ကသူ့ဘက်ကိုဘာသာပြန်ကြည့်လိုက်တဲ့အခါမှာအာရကတတော်ကနော်ယူအယ်လီကနော်သူ့ရဲ့ ရွေချက်တွေကောင်းမွန်ချက်ကောင်းမွန်တဲ့ရွေချက်တွေရှိတယ်တော်တော်လေအဲ့လိုမျိုးပညာချက်ထုတ်လိုက်ခြင်းအဖြစ်စက်ကောင်စီကိုတသားသစ်တွေမပေးတော့ဘူးဒါပြင်ဒီအာရခတ်တတော်မှာတသားသစ်တွေအင်အားသစ်တွေရသွားတယ်အဲ့ဒီအချက်အကျိုးမြတ်ကြီးကိုရသွားတယ်နော်ဝိပန်ထောက်ပြမှုတွေကလိုပါတယ်ဝိပန်ထောက်ပြမှုတွေဆိုတာကဒီမိုကရေစီရဲ့အခြေခံဖြစ်ပါတယ် ဝေဖန်ထောက်ပြမှုကိုလုပ်တဲ့အခါမှာတော့ကျွန်တော်တို့တွေကဒီပေါ်မှာကျွန်တော်တို့ကဒီနှလုံးသားကိုဖွင့်ထားပြီးတော့เนาะဖွင့်ထားပြီးတော့အကောင်းဆုံးဒီပေါ်ကနေပြီးတော့သင်္ကန်းစာယူလို့ဗာရမလဲပြည့်ပြည့်လို့ဗာရမလဲဒီလိုမျိုးကျွန်တော်တို့ကလုပ်ဖို့လိုပါတယ်เนาะတခါကျွန်တော်ဒီအခုဆိုရင်ကျွန်တော်ဆိုလဲဒီ live တည်တဲ့နေရာမှာဝေဖန်ထောက်ပြမှုတွေပါတယ်ဝင်ရမှုတွေပါတယ်เนาะအဲ့တော့ဒါကကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ရှိတ် live တွေပါလေဟိုကျွန်တော်ကြည့်ဘူးတဲ့ကျွန်တော်မိတ်ဆွေတွေဆိုပြပါလိမ့်မယ် ကျွန်တော်ဘာကိုအကြံပြုတင်ပြလေးရှိလဲဆိုတော့ကျွန်တော်တို့ဒီဝေဖန်ယုံသီးတာမဖြစ်တင်ဘူးဒါကျွန်တော်ကြောက်တဲ့အမြင်ပါနော်ဝေဖန်ယုံသီးတာမဟုတ်ဘဲနဲ့အဲ့ဒီဝေဖန်မှုနဲ့အတူနော်ဝေဖန်မှုနဲ့အတူကျွန်တော်တို့ကဒီအကြံပြုနီးလမ်းပေါ့နော်အဲ့ဒါမျိုးကကျွန်တော်တို့တခါလေးပေးသင့်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့တင်ပြနေတာဒီရှိပါတယ်ဆိုတော့ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့နော်ဒါပေတော့ အဖွဲ့အစည်းတစ်ခုအကြောင်းပဲပြောပြောတာဖြစ်ဖြစ်နော်လူပုဂ္ဂိုလ်တစ်ခုအကြောင်းပဲပြောတာပဲဖြစ်ဖြစ်ထားပါတော့အဲ့ခါကျတော့ရှင်ကျွန်တော်တို့ကဝေဖန်မှုပြီးတဲ့နဲ့မရက်သွားပဲနဲ့နောက်တစ်ဆင့်တက်ပြီးတော့ဒါကျွန်တော်အများအားဖြင့် live တွေမှာလည်းပြပြနေကြအောင်အဖြေပါပေါ့နော်ဘာလုတ်သွင်းနေဆိုတဲ့အကြံပြုမှုကပါဘာကိုဖြစ်သွင်းနေဆိုတဲ့ကိုယ်အမြင်ကိုပါကျွန်တော်တို့ကပူးတွဲပြီးတော့တင်ပြပေးမယ်ဆိုရင်ပို့ပြီးတော့အကျိုးရှိတယ်ဆိုပြီးတော့ကျွန်တော်တင်ပြနေလေးရှိအဲ့တော့ဝေဖန်တာကမလိုအပ်ဘူးလားလိုအပ်တာပေါ့နော်ဆိုတော့ဝေဖန်တာကလိုအပ်ပါလေဒါဒီဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါလေ မတူညီတဲ့အမြင်တွေကိုကျွန်တော်တို့ကလက်ခံနိုင်ဖို့လိုပါတယ်။ဒါပြီးဒီမိုကရေစီရဲ့အခြေခံဖြစ်ပါတယ်။သို့တော့ကျွန်တော်တို့ယက်တီထားမယ်ယက်တီချက်တစ်ခုကတော့ရှိပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီတရားမျှတမှုအမှန်တရားအဲ့ဒီပုံမှာခိုင်ခိုင်မာမာယက်တီထားဖို့ယက်တီဖို့အဲ့ဒီတစ်ခုပဲလိုအပ်ပါတယ်။ Okay အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဓမ္မနဲ့အဓမ္မဓမ္မဘက်ကဆိုလို့ရှိရင်တော့ ကျွန်တော်တို့တွေဝေဖန်မှုတွေအကြံပြုမှုတွေထောက်ပြမှုတွေဒါတွေကိုကျွန်တော်တို့ကလက်ခံလို့ရပါတယ်အဲ့တော့အဓိကကဓမ္မဘတ်တော်သာလားအတ္တမဘတ်တော်သာလားဒါကိုပဲအဓိကဖြစ်ပါတယ်နော်ဒါကိုကျွန်တော်ပြပြချင်အဲ့တော့ကျွန်တော်အဓိကဒီနေ့ပြပြချင်တာကဒီကျွန်တော်တို့မဟာဗျူဟာမြောက်အဲ့ဒီငားချက်ကိုနော်ခုနကနီးဗျူဟာ drone နဲ့နီးဗျူဟာ rocket တွေနဲ့မြန်မာပြည်မှာလည်းလုပ်လို့ရတယ်မြန်မာပြည်မှာလည်းအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်အများကြီးအကျိုးရှိတယ်နော်ဆိုတော့အမှန်မှန်တော့ အခုယူကရိန်းကရုရှားကိုစော်လိုက်တဲ့အချိန်မှာတော့တကမာလုံးမှရှိတဲ့သူတွေနော်မလာစက္ကစအပါဝင်ပေါ့သူတို့တွေလည်းနောက်တစ်ချိန်ဒီလိုမျိုးတွေမဖြစ်လာအောင်ဘလို့ကာကွယ်ရမလဲကာကွယ်မလဲဆိုတဲ့သင်ခန်းစာယူမှုတွေနဲ့ဂျိုတင်ပြင်ဆင်ကာကွယ်မှုတွေကလွတ်သွားတော့မယ်ပေါ့နော်ကျွန်တော်တို့တွေဒီလိုမျိုးတွေဖြစ်စေချင်လို့တောက်လျှောက်ဖို့နောက်မှဆိုရင်ဒေါ်လာရေးလေးနဲ့ကြော်ကြပြီဆိုတော့ဟိုအစကတည်းကတောက်လျှောက်တင်ပြလာခဲ့တယ်အချိန်တိုက်တာတခုကိုယူရတဲ့ဟာကိုလည်းစောင့်လာခဲ့တယ်နော် ါပေမဲ့ယူကရိန်းကခေါင်းဆောင်မှုတော့ကျွန်တော်တို့မရဘူးပေါ့အဲ့တော့ကျွန်တော်တို့ပြည်သူတွေရဲ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့ပြည်သူတွေရဲ့လက်တွေ့ကိုရင်ဆိုင်ပြီးတော့ပေါ့နော်လက်တွေ့ကိုရင်ဆိုင်ပြီးတော့အကောင်းဆုံးဆက်ပြီးတော့လုတ်ဆောင်ရမှုနဲ့ရွေးချယ်ရမှုတွေအဲ့ဒါတွေလည်းလိုအပ်လာတာပေါ့ဘာကြောင့်လဲဆိုတော့ဒီဒေါ်လာကြီးတစ်ခုအောင်မှုဆိုတာကကျွန်တော်တို့တွေကပြည်သူတွေကိုယ်တိုင်ရဲ့ပါဝင်မှုနဲ့ပြည်သူတွေရဲ့ရွေးချယ်မှုကလည်းသိအရေးကြီးတယ် ဲ့တော့ဒီပြည်သူတွေကရွေးချယ်ထားတဲ့အရာတွေကတကယ်ကောင်းမှမှန်ကန်အရေးချင်းရှိတဲ့အရာတွေဖြစ်ဖို့လိုတယ်ဒါမှမဟုတ်ဘင်းနဲ့เนาะဆိုလို့ရှိရင်လည်းကျွန်တော်တို့တော်လည်ရေးကြီးရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသွားပြီးတော့ထိခိုက်နိုင်တာတွေရှိတာပေါ့เนาะအဲ့ဒါကိုလည်းကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့အဲ့တော့ဒီနေ့ကအဓိကတင်ပြခြင်းတာကတော့ဗျာယူကရိန်းကတော့လုတ်ပြသွားပြီเนาะအဲ့တော့ကျွန်တော်တင်ပြနေတဲ့ကျွန်တော်တင်ပြနေတဲ့မာဗျူဟာ၅ချက်နဲ့ အဲ့မှာပြီးတော့ငါးချက်ကိုအကောင့်ထဲပေါ်ဖို့နီးပြီးွာအမကူမြမတပီလုံးအတိုင်းတာနဲ့လုံမယ်ဆိုရင်ပြီးပါသေးတယ်လုံလို့ရပါသေးတယ်လက်တွေ့ကြကြအနေနဲ့တော့နော်မြေပြင်မှာအဖွဲ့အစည်းတွေရှိရင်ခုနဆိုလဲကျွန်တော်မြေပြင်ကရဲပေါ်ပေါ့နော်မြေပြင်မှာလုံနေတဲ့သူတွေရှိပါလေတဲ့နော်အထောက်ပံ့ကောင်းနေလိုအပ်နေတာပါဆိုပြီးတော့ကျွန်တော်ကွန်မန့်လာရေးသွားတယ်နော်ကျွန်တော်တို့နားလည်ပါလေအဲ့တော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကပါလဲဆိုတော့အဲ့ဒီအထောက်ပံ့ကောင်းနေမြေပြင်မှာတကယ်လုံနေတဲ့သူတွေရှိရောမရောက်ချင်းလဲပါတယ် နော်မရောက်ရှင်းနေပါတယ်အဲ့လိုပြောနောက်တစ်ခါကျတော့မြေပြင်ရရတဲ့အခွန်ခါကြီးခွဲဝေသုံးဆွဲမှုမလုပ်ရှင်းအဲ့ဒါကလည်းပါတယ်နော်ဟုတ်တယ်ကျွန်တော်ကနိုင်ကိုနိုင်မရမှာနော်ကျွန်တော်တို့မှာတခြားလေးရွေးစရာဘာမှမရှိဘူးကျွန်တော်တို့ကအောင်မြင်မှုကိုအရယူခြင်းမှတပါအခြားမရှိနော်အောင်မြင်မှုကိုကျွန်တော်တို့ဒီအရယူခြင်းမှတပါအခြားမရှိကျွန်တော်တို့ကအောင်မြင်မှုကိုရအောင်ကိုယူကြမှာဖြစ်ပါတယ်နော်အောင်မြင်မှုကိုအရယူခြင်းမှတပါအခြားမရှိအဲ့တော့ ဒီအောင်မြင်မှုကိုအရယူဖို့ဆိုလို့ရှိရင်ကျွန်တော်ဒါစိတ်ရေးပိုင်းပေါ့ဗျာเนาะကျွန်တော်အနေနဲ့အချက်သားတယောက်တွေ့ရဲ့စိတ်ရေးပိုင်းပေါ့ရိုးရိုးလေးစဉ်းစားမယ်ဆိုရင်အဓိကကတော့ကျွန်တော်တို့အဆင့်ကเนาะနှစ်ပိုင်းရှိမှာပေါ့ပထမတစ်ပိုင်းကတော့ကျွန်တော်တို့ရန်သူကိုမဟာပြော်မြောက်တွေဥချိုးတာတွေเนาะမဟာပြော်မြောက်တွေဥချိုးတာဒုတိယတစ်ပိုင်းကတော့အထွေထွေထိုးစစ်နဲ့เนาะနောက်တစ်ခါကျတော့လူလူအေးတော်ပုံနဲ့ပေါင်းဆက်ပြီးတော့မဟာလာကိုကျွန်တော်တို့ကအမြင့်ပြောင်ထုတ်ချခြင်းပေါ့အဲ့လိုမျိုးနှစ်ပိုင်းပေါ့เนาะဒါစဉ်းစားတော့ လက်ပြမြေပြမှာလေဒီမှာပြီးအနှက်မှာเนาะရန်သူကိုတိုက်ပွဲတွေနဲ့เนาะကျွန်တော်တို့ထိုးစစ်တွေเนาะစခန်းသိမ်းတိုက်ပွဲတွေလွှဲနေတယ်နေမြေစုံမှုကြီးလှုပ်ရေးလည်းကိုပြင်ဆင်ပြီးတော့လှုပ်နေတာကျွန်တော်တို့ကဒီစစ်အနိုင်တိုက်ရေးကိုเนาะဒါအထူးသဖြင့်ဆိုတိုင်းနာကောင်းဆောင်ကြီးတွေပေါ့เนาะစစ်အနိုင်တိုက်ရေးကိုเนาะအခုလုံးဝစနစ်တကျပြင်ဆင်ပြီးတော့လှုပ်တယ်ဆိုတာကိုတွေ့ရမယ်တော်တော်ကျွန်တော်တို့ကပညာရှိတတိဖြစ်ခဲနဲ့ တခါတည်းကြောက်လို့ရှိရင်ကိုကဒီစီရဲထဲမှာအတင်းကြီးတွေနစ်ဝင်နေတဲ့ခါမှာဥမာဆိုရင်ဗျာကျွန်တော်တို့ကအရန်ကိုမြန်တဲ့ယထာတစည်းကိုစီးသွားလို့ရှိရင်ဘီနာကဖြတ်တန်းသွားတဲ့အရာတွေကိုချက်ချင်းမမြင်ရတော့ဆိုနည်းသူဆိုပါပဲကျွန်တော်တို့တချို့တခါတည်းကြောက်လို့ရှိရင်ဘလို့ဖြတ်တတ်လဲဆိုတော့နော်စီရဲကောင်းဆောင်နေနေနဲ့ဆိုလေကိုရဲပေါ့နော်စီရဲအမြင်နဲ့ဘယ်စကားကိုဘလို့တိုက်မယ်ဘလို့မျိုးလုပ်မယ်ဘလို့မျိုးကာဆက်ဘလို့မျိုးလုပ်မယ်ဆိုတဲ့ဟာဒီဒီမြေပြင်စီရဲအမြင်နေနဲ့လုံးလက်ချလိုက်လိုက်ပြီးတော့ဖြစ်တဲ့အခါမှာကျွန်တော်တို့ဒါ ပုံမှန်စည်ရင်အမြင်လေးပေါ့နော်မထုတ်ပေးသေးတာပါခင်ဗျားတဲ့ပစ္စည်းတွေကအဆုံးရှိပါတယ်နော်နော်ဆိုတော့အခုကျွန်တော်တို့ပြင်ပြောင်းလဲလာတဲ့စီအညီချပေါ့နော်ကဘာမှဖြစ်လာတဲ့ဟာအဲ့ဒါကိုတခါတည်းကြားလို့ရှိရင်တတိမမူမီဒီယံကဖြစ်နိုင်တယ်လို့တခါကြားလို့ရှိရင်ဘယ်လောက်ကြီးမဟုတ်နိုင်ဘူးလို့ထည့်เสียရှိတယ်ပေါ့တိုးတော့ ို့တော့မနေ့ကနဲ့ဒီနေ့နော်ဂျွန်လတရနေ့နဲ့ဂျွန်လနှစ်ရက်နေ့မှာယူကရိန်းကရုရှားကိုမှပြောင်ပြောင်လုပြလိုက်တဲ့အချိန်မှာတော့နော်အချိန်မှာတော့ဘယ်လိုဖြစ်သွားလဲဆိုတဲ့အခါကျတော့တကယ်ကိုဒီအခုလက်ရှိပြောင်းလဲလာတဲ့ဤပညာတွေနဲ့ဒီစနစ်တွေဟာနော်ပစ္စည်းတွေကတကယ်လုပ်လို့ရှိရင်မှပြောင်ပြောင်အရန်အေးပါတယ်ဆိုတော့ကိုပြရမှာပါဘီအဲ့တော့ကျွန်တော်အနေနဲ့တင်ပြချင်တာကအခုကျွန်တော်တို့ကပ္ပစာဆက်ယုံနေနှစ်ပိုက်ကြီးလထားပိုက်ကြီးနော်တိမ်ပုဆောင်ကြီးလမ်းကြောင်းကြီးနော်နောက်တစ်ခါကျတော့ဆက်သွေးကြီးကွန်ရက်ကြီး တက်မှတ်ဌာနချုပ်တရင်ဌာနချုပ်တွေဒါတွေကမာပြောပြเนาะအရေးကြီးတယ်ပြတ်မှတ်တွေဖြစ်တဲ့အခါကျတော့ဒါတွေကိုကျွန်တော်အနေနဲ့ကျွန်တော်ပြချင်တာကကိုယ့်အနေမြေလိုက်เนาะရှင်းတာကိုလုပ်ပါလားဒါမှမလို့ရှိရင်ညီမတပီလုံးတိုက်တာနဲ့ရှင်းတာကိုလုပ်ပါလားစုပေါင်းပြီးတော့လုပ်ပါလားဆိုတော့စဉ်းစားစရာရှိတယ်ဒီလိုမျိုးများလုပ်နိုင်လို့ရှိရင်တော်လိုက်ရေးတစုံလုံးအောင်မြင်မှုလို့အတွက်ကိုเนาะပို့ပြီးတော့အကျိုးရှိမှာဖြစ်တယ်လို့မြေပြင်မှာရှိတဲ့ကိုယ့်ရဲ့ရဲဘော်တပ်သားတွေရဲ့အဖိတ်စင်လည်းအများကြီးနည်းနိုင်ရဲ့ဆိုတော့ကိုကျွန်တော်အနေနဲ့တင်ပြရင်းနဲ့အရေးတော်ပုံမဟုတ်ချာ အောင်ဖို့အောင်ရမယ်အောင်ကြည့်ပြီးအောင်ကြည့်ပြီးအဲ့တော့ကျွန်တော်ပြီးခုလေးကျွန်တော်ကိုအကြံပြုချင်တာရှိတယ်ဆိုရင်ကျွန်တော်ကို comment ရေးလို့ရတယ်ဒါအပြင်ကိုဒီကျွန်တော်ရဲ့ live နဲ့ပတ်သက်ပြီးတော့နော်ညီတို့မဆိုလို့လည်းဆိုတာသုံးလို့ရပါတယ်နော်ဝင်ရတာကိုကျွန်တော်တို့ဟိုပြန်ပြပါတယ်နော်ကြိုက်တယ်လို့ယူပါကြိုက်တယ်လို့သုံးပါနော်ဆိုတော့ကျွန်တော်တို့ဒီအရာရာမှာစိတ်ကဖြစ်တယ်ကျွန်တော်တို့မှာဆန္ဒရှိလို့ရှိရင်တကယ်ဖြစ်အောင်လုပ်လို့ရတယ်နော်အဲ့ဒါကို ယူကရိန်းကနေပြီးတော့ရုရှားကိုမဟာဗျူဟာမြောက်တိုက်ခိုက်ပြလိုက်ခြင်းအပြင်ကျွန်တော်တို့ပြသသွားပြီဖြစ်တယ်နော်ဆိုတော့လောကကြီးမှာမဖြစ်နိုင်ဆိုတာဘာမှမရှိဘူးဖြစ်သေးတာပဲရှိတယ်ဆိုတာနဲ့ကျွန်တော်တို့တော်လိုက်ရေးဆိုတာကမဖြစ်နိုင်ဘူးဆိုတော့နော်ဘောင်းတွေကိုရအောင်ကြော်လွားပြီးတော့အောင်မြင်မှုကိုအရာယူခြင်းနော်ဒါလေးကိုကျွန်တော်ဒီနေ့တင်ပြလိုက်ပါမယ်နော်ကျေးဇူးများ